ပြိသက်တို့ထန်းကောက်ဖြာပေါ်မှာအိပ်ဘူးကြပါသလားထန်းကောက်ဖြာဆိုတာထန်းမင်ရဲ့အခောက်ကရရှိတဲ့အမြင်တွေကိုရက်လုတ်ထားတဲ့ဖြာတစ်ခုပဲဖြစ်ပါတယ်ဒီဖြာပေါ်မှာဇကားပေါက်လိုအပေါက်တိတိလေးတွေပါတာကြောင့်လေဝင်လေထွက်ကောင်းစေတယ်လို့ပြောရမှာပါဒါကြောင့်ပူပင်းလို့တဲ့နေရာတိအတွက်တော့အသင့်တော်ဆုံးပါပဲ ။ပူလုံးလိုအိတ်နေရင်ချွေးထွက်လာတဲ့သူတွေအတွက်ဖျားမပါတဲ့အပေါက်လေးတွေကလေဝင်လေထွက်ကောင်းတာကြောင့်ချွေးတွေကိုအမြန်ချောက်သွားစေပြီးအေးမြသွားစေမှာပါ။အံဩစရာတစ်ခုကတော့ဒီဖျားတွေကိုလုတ်ဖို့ဘာကုံးမှသုံးလို့မရတဲ့ပြင်ဓာတ်ရုပ်ပစ္စည်းတွေပါတယ်ဘလို့အရာကိုမဆိုသုံးလို့မရပါဘူး။စက်ပစ္စည်းတွေကိုတော့မသုံးပဲတဘာဝအနိုင်ရိုးရရက်နီးနဲ့ရက်ရတာပါထန်းကောက်ကနေလောက်တာဖြစ်လို့စပရိတ်မှုရတွေလို့အီးစက်နီးမှမဟုတ်ပဲခတ်တုံးတောင်နေဖြစ်နေပါလိမ့်မယ် ဒါပေမဲ့လေဝင်ပေါက်တွေထည့်ထားပေးပြီးဘေးပေါင်တွေမှာလည်းသုံးလမလောက်ထူတဲ့တက်သားပေါင်တွေကုပေးထားတာကြောင့်အနှဲငယ်တော့ပျော်ပြောင်းနေပါလိမ့်မယ်။ဖျားတထည့်ရက်လုပ်ဖို့ကအတော်လေးလက်ဝင်ပြီးကျမ်းမာရင်းနဲ့လည်းညီညွတ်တာကြောင့်ဒီဖျားတွေက separate မှုရာတွေထက်တောင်ဈေးကြီးပါတယ်။ပြိသက်ကြီးလို့ရောမွေရသည့်အတွက်ဒီလိုကျမ်းမာရင်းထန်းောက်ဖျားတစ်ချက်လောက်လိုချင်နေကြပြီလား။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးထူးတင်ရှိပါတယ်ရှင်။ပရိသတ်တို့ဗီဒီယိုထဲမှာမြင်နေရတဲ့ဘောလုံးကြီးက၃တန်လောက်ထိလေးတဲ့ကြောက်တုံးကြီးပဲဖြစ်ပါတယ်။ အန်အောဖို့ကောင်းတာကဒီကြောက်ဘော်လုံးကြီးကရေပန်းတစ်ခုရဲ့ထိတ်မှာဟန်ချင်းညီညီတင်းနေုံနေမှာပဲရေပြင်ပေါ်မှာသူ့ဘာသာသူတော်လဲနေပါသေးတယ်ဒီလိုဘော်လုံးမျိုးကိုဖုံးရွှေဘော်လုံးလို့ခေါ်ပါတယ်တရုတ်ရိုးရာအယူဆရဖုံးရွှေဆိုတာတန်ရှင်းစင်ကြဲတဲ့ရေမြေပဝင်းကျင်ကိုဆိုလိုတာပါမကောင်းတဲ့ဓာတ်တွေအညစ်အကြေးတွေလုံးဝမရှိတဲ့နေရာမျိုးပေါ့ဖုံးရွှေကောင်းတဲ့မြေနေရာတွေမှာနေထိုင်ခြေချသူတွေဟာစီးပွားရေးလက်လာပါကောင်းမှုပြီးတော့ကျွဲဝချမ်းသာနိုင်နေဆိုတဲ့အယူဆလည်းရှိပါတယ် အထူးသဖြင့်ဒီလိုဖုံးရွှေဘောလုံးကြီးကိုဝင်ပေါက်မှာအဆက်မပြတ်လက်ပတ်စေတာကကံကောင်းမှုတွေကိုကိုယ့်နေရာစီအဆက်မပြတ်စီးဝင်စေတယ်လို့ယုံကြည်ထားကြတာပါ။ဒါကြောင့်တရုတ်နိုင်ငံကစီးပွားရေးလုပ်ငန်းရှင်ကြီးတွေရှိမှဒီလိုမျိုးဖုံးရွှေဘောလုံးတွေကိုရေပန်းတွေပေါ်မှာအနှားစင်တာမျိုးတွေမကြာခဏတွေ့ရတာပဲဖြစ်ပါတယ်။ရေပင်ပေါ်မှာဘောလုံးကိုသူ့ဘာသာလဲနေအောင်ဘယ်လိုလုပ်ထားသလဲဆိုတာကတော့တရုတ်တွေရဲ့ထူးခြားတဲ့အင်ဂျင်နီယာနည်းပညာလှုပ်ဝဲချက်တစ်ခုပါ။ ပိတ်သက်ကြီးလို့ရောဒီလိုဖုံးရွှေဘောလုံးကြီးတွေအပြင်မှာမြင်မှုကြပါသလားဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့ကြရတဲ့အတွက်ကျေးဇူးထူးတင်ရှိပါတယ်ရှင်ပရိသတ်တို့ဗီဒီယိုထဲမှာမြင်နေရတဲ့တစ်ပင်ကြီးကရွှေပြောင်းပေါင်း9800ကိုတုံးပြီးဖန်တီးထားရတဲ့ရွှေတစ်ပင်ကြီးပါဒီရွှေတစ်ပင်ကြီးရဲ့တန်ဖိုးကအမေရိကန်ဒေါ်လာ30မီလီယံလောက်ထိရှိပါတယ်ဒါပေမဲ့တန်ဖိုးကြီးရွှေတစ်ပင်ကြီးဟာအလားပြန်ရုံတက်တက်ဖန်တီးထားတယ်လို့ပြောရင်ပရိသတ်တို့ယုံနိုင်ကြရဲ့လားမကောအိုကဝင်းဟိုတယ်မှာတည်ရှိတဲ့ဒီရွှေတစ်ပင်ကြီးရဲ့ခန်းနားထွေဝါမှုကတော့မြဝါထင်မြင်ကိုတွေ့ရမှာပါ ဟိုတယ်ဘက်ကလာတဲ့ဧည့်သည်တွေအတွက်နိုင်ယူဝက်တစ်ခါရွှေသစ်ပင်ပြပွဲလုပ်ပေးပြီးတော့ပြပွဲတစ်ခုက10မိနစ်စာလောက်ပဲကြာပါတယ်။ဒါပေမဲ့အခေါက်တိုင်းမှာတော့လူတိုင်းကိုအံ့အားသင့်စေခဲ့တာကြီးပါပဲ။ပြန်ပွဲမဆခင်အဖွင့်အနေနဲ့ညနေကျက်ပေါ်မှာရာသီဝင်12ခုရဲ့ပုံလေးတွေကိုကျေတာရာတွေလိုရင်သက်ရှူမိုးဝယ်ခန်းစားရအောင်ပါ။အဲ့ဒီနောက်မှာကျမ်းမြင်တွေကလည်းရွှေသစ်ပင်ဖြည်းဖြည်းချင်းစီပေါ်ထွက်လာမှာပဲဖြစ်ပါတယ်။လူတွေကရွှေသစ်ပင်ပြပွဲကိုကင်မရာတွေနဲ့မှတ်တမ်းတင်ရဖို့အတွက်ဟိုတယ်မှာဘိုးကင်တွေအပြိုင်ဆိုင်ယူလိရှိပါတယ်။ ဒီလူတွေထဲမှာကဘာလက်ခီးသွားတွေတွေမကပဲဒေတာခံတွေတောင်ပါပါသေးတယ်။ပရိသတ်ကြီးတို့ရောဒေါ်လာ30မီလီယံတန်တစ်ပင်ကြီးကိုတွားကြည့်ချင်နေကြပြီလား။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးထူးတင်ရှိပါတယ်ရှင်။